လွယ်မြတ်တပင်ဈေးဘဲဝင်နေဆိုတဲ့အတိုင်းကျွန်တော်တို့ပတ်ဝန်းကျင်မှာကြည်ကြတဲ့ပင်တွေကလည်းဈေးဘဲဝင်ကြပါတယ်။ဟိုကြည်ကင်ခက်တရမြန်မာဈေးသမားတော်တွေကတော့ဒီအပင်တွေရဲ့အရွတ်တွေရဲ့အစွန်းကုန်တက်တွေနဲ့ဈေးဝါတွေကိုပေါ်ဆက်ခဲ့ကြတာပါ။ဒီအပင်တွေအဖူးပွင့်နေရာပတ်ဝန်းကျင်လှပကြည်နူးစရာကောင်းသလို အောက်ဆီဂျင်ကိုလည်းထုတ်ပေးတတ်ကြပါတယ်။လူသားတို့ကျန်းမာရေးအတွက်လည်းအထောက်အကူပြုကြပါတယ်။ ဒီတဲ့မှာညာဒေတာမှာအများဆုံးတွေ့ရတဲ့ဆေးပွဲဝင်ပင်တွေရဲ့အကြောင်းကျွန်တော်ပြောပြချင်ပါတယ်မြမမျိုးစင်ဆက်အသုံးပြုလာတဲ့ဆေးမီတိုနီးတွေလည်းဖြစ်ပါတယ်နံပါတ်၁တမတမလို့ပြောရင်တော့တမပင်မျိုးစားတွေကတော့အများကြီးပါပဲရေတမကလားတမတောင်တမတင်မောတမမြမတမဆိုပြီးတော့အမျိုးမျိုးကြီးကြပြန်ပါတယ်ဒီတဲ့ကအညာတမလို့ခေါ်တဲ့စားတမအကြောင်းပြောပြချင်ပါတယ် ဓမ္မပင်တွေကတော့ညာရဲ့ OA ဆက်လို့ပြောရလောက်မယ်အမြဲစိမ့်အပင်ကြီးမျိုးစားတွေပဲဖြစ်ပါတယ်အရွက်ရိုးတန်းတစ်ခုမှာအစိမ်းရောင်ငှက်မွေးပုံစံနဲ့ခွေးသွားစိတ်ပုံနာများချီကြပါတယ်အဖြူဝါဝါရောင်ချီတဲ့ချိုမွေးကားတဲ့ရတာချီတဲ့ဓမ္မပွင့်လေးတွေကိုတော့တပေါင်းလာမှာကစုံလာအတွင်းပူပွင့်ကြပါတယ်ဓမ္မကျန်တဲ့နေရာလဲတင်းပြန်မွေးကြပါတယ်ဓမ္မရွက်တွေကပရိုတင်းဓာတ်ကယ်စီယမ်ဗီတာမင်စီကာဘွန်ဟိုက်ဒရိတ် ဖက်တီအက်ဆက်အမိုင်နိုအက်ဆက်ဖော့စဖိုရက်တို့ကျွဲဝါသာပါဝင်ကြပါတယ်။တန်ချင်းလက်ဆက်တဲ့တမာရွက်ကြည့်ရီကိုတောက်သုံးခြင်းဖြင့်ဦးအတွင်းမှာကြီးတဲ့တန်ကောင်တုတ်ကောင်များကိုနှိမ်နှင်းပေးနိုင်ပါတယ်။အမြင်အာရုံအားကောင်းစေနိုင်ပြီးအသေးချမ်းမာရေးကိုအတူကောင်းမွန်ပါတယ်။သွေးတန့်စင်ခြင်းသွေးအသင်းစကြားတဲ့ပမာဏကိုလည်းရှည်ဖြစ်ပြီးတော့ကြောင့်ကိုယ်လေးချင်းချော့ချစေခြင်းကိုလည်းဖြစ်ပါတယ်။အရေးပြောက်သွေးမှုကိုကာကွယ်နိုင်ပြီး ဈာနာယောဂါတို့အပြင်အရေးပြားကိုလည်းစူပင်းစေနိုင်ပါတယ်။အိန္ဒိယလူမျိုးတွေရဲ့စေတမိုင်းမှာတော့ဟိုချင်းနှစ်ပေါင်းများစွာတမရွက်ကိုအရေးပြားယောဂါတွေအတွက်အသုံးပြုခဲ့ကြပြီးမှတ်တမ်းလည်းရှိပါတယ်။တမရဲ့အစွန်းတွေဟာသွားများကိုခိုင်မာစေပြီးသွားကျန်းမာရေးနဲ့သဖုံကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။တမသွားတိုက်စေးတမစေးဆက်ပြားနဲ့တမပိုးသက်စေးစားတဲ့တံပိုးမြင့်ထုတ်ကိုများစွာကိုလည်းထုတ်လုပ်လာနိုင်ပြီဖြစ်ပါတယ် ဒါအပြင်စံအုံပိုးမတက်စေရန်လဲစံပုံးထဲမှာတမန်ရဲ့ချောက်ကလေးကိုတဲပေးခြင်းဖြင့်လဲကာကွယ်နိုင်ပါတယ်။ခုချိန်မှာတော့တဘာဝမှပေးတဲ့တမန်ပင်ရဲ့အစိပ်ပိုင်းအားလုံးကိုပိုးတန်တာဖြစ်တဲ့အတွက်အမျက်တနှုတ်တံမိုးထားပြီးဒေတာလိုက်မတူညီတဲ့ချက်ပြုတ်နည်းများဖြင့်ချက်ပြုတ်စားတောက်ခြင်းဖြင့်လဲကုန်ကြစေကိုသက်သာစေနိုင်ပါတယ်။အင်ချစ်တမားနောက်ပေးဘက်စီးပွားတက်ဆိုတဲ့မြန်မာလူနေမှုအတိုင်းဝိုင်းမှာစကပ်ပုံလဲခြေကြတဲ့အတိုင်း ဓမ္မစိုက်ပြိုးကြတာမျိုးလည်းရှိနေပြန်ပါတယ်။တဘာဝပေးတဲ့လက်ဆောင်ဖြင့်ကျွန်တော်တို့ကဓမ္မကိုမျက်နှာတင်ပါတယ်။နံပါတ်1တနောင်းတနောင်းကတော့အညာဒေသမှာတွေ့ရတဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်။တနောင်းမင်းကအညာຫນွေအတွက်လှပတဲ့အခြေကိုပေးစောနိုင်ပြီးလူသားတွေအတွက်လည်းကျန်းမာရေးအကျိုးပြုပြန်ပါတယ်။တနောင်းမင်းကိုမမြင်မှုသူတွေအတွက်တနောင်းကတော့အကိုင်းအခင်များမှာစူးများပါချည်တဲ့အကျွတ်ကြီးတဲ့အပင်ကြီးမျိုးဖြစ်ပါတယ်။ အရွေများနှစ်ဆင့်ငှမွေးပုံတံအရွေများဖြစ်ပါတယ်လူသားတို့ရဲ့အသုံးဝင်ပုံမှာလဲအညောင်းထွက်နေတဲ့တနှောင်းစီများကယ်စီယမ်မက်ဂနီဆီယမ်ဖော့စပေါ်နဲ့တန်တက်များကိုကျွဲဝါပါတယ်ဒီအစေ့ရီကချက်ပြုတ်စားတော့တယ်လို့တုပ်ရီလည်းစားတော့နိုင်ပါတယ်တနှောင်းမင်အခောက်ကထွက်တဲ့တဲနင်ခေါ်တဲ့ drop down အားလဲတည်ရည်နယ်တဲ့လုပ်ငန်းတွေအတွက်မချိမပြပစ္စည်းတခုဖြစ်ပါတယ်ဈေးကလည်းကောင်းပါတယ် ။ဒလောင်မင်းနေကတော့တော်မီလောင်ကျင်းကိုကာကွယ်ပေးတဲ့ပင်လေးဖြစ်ပါတယ်။အရွက်တွေကိုလည်းအနည်းရောင်စိုးစေးဖြင့်ထုတ်ယူနိုင်ပါတယ်။ဒလောင်သားတွေကိုလည်းစက်ကူထုတ်လို့ရမှာအသုံးပြုတယ်လို့လည်းသိရပါတယ်။ဒလောင်ရဲ့ကြမ်းမာရေးကြိုးကျေးစုတွေကတော့ခန္ဓာကိုယ်တချို့များရောင်ရမ်းခြင်း၊နာကျင်ခြင်းကိုကာကွယ်ပေးပါတယ်။ကိုယ်ရင်းစကြာတက်ကိုလည်းချော့ချာပေးနိုင်သလိုအစာအိမ်နဲ့ဝူလန်းချောင်းဆရာယောဂတွေကလည်းကာကွယ်ပေးပါတယ်။ဒါတွေကတော့လူသားတွေကိုသနောင်းမင်းအားပေးစွမ်းတဲ့ ကျမကြီးအထောက်အကူပြုတဲ့အရာတွေပါပဲနံပါတ်3မူရောပင်လိုခဲပင်ဒီမူရောပင်ကတော့စီးလွယ်သူများကိုစီးမကြခဏသွားနေရတဲ့အတွက်လဲမူရောပွင့်များကိုပြုတ်၍သုံးစားလင်းတော့စီးကိုပြန်ချုပ်စေပါတယ်မူရောရက်ကိုကြောက်ခံပြီးရင်နှွေးပင်ခတ်တောက်လင်းတော့ရိုးကြီးပေါင်းတွေကိုတတစေပါတယ်တောင်သူများအတွက်ပဲစင်းကုန်များကိုပိုးမွင်အောင်မူရောပင်အရွက်များပင်အုပ်ထားပါကပိုးကောင်များကိုပြည်စေပါတယ် မူရိုးရက်ကိုအရင်ညက်ယူကချူပေးခြင်းဖြင့်ထိတ်ကန်နာကိုတတပြောက်ခွင့်စီပြန်ပါတယ်။မူရော်စည်းဖြင့်အိုးကိုတုတ်ကကျွဲနို့နွားနို့များကိုပြုတ်ပေးပါကနို့များကိုခဲစီနိုင်ပြီးနို့ခဲများပြုတ်လုံနိုင်ပါတယ်။ငါးမျက်စိနဲ့ကျွဲနို့များပြတ်ပါဒီနေ့ကို၃ချိန်ခံမူရော်စည်းတို့ဖြင့်ချူပေးပါကငါးရက်အတွင်းပြောက်ကင်းနိုင်တာကိုလည်းတွေ့ရပါတယ်။တို့ပြင်ထူးခြားချက်မှာခြေတော်များစူးဝယ်လျင်နှုတ်မရပဲအသားနဲ့ကြံနေခဲ့သောစူးများကို မူရိုးအစေးများထဲတုတ်ပေးခြင်းဖြင့်စူးများကိုအပြင်သို့ထွက်လာစေနိုင်ပါတယ်။မူရိုးပင်ကိုအချို့ဒေသတွေမှာတော့ငဖြူကြီးပင်လို့လည်းခေါ်ကြပါတယ်။အမျိုးသမီးများအတွက်လည်းတိမ်အင်တွင်းသွေးလုံးလေလုံးများဖြစ်ပေါ်ပါကမူရိုးစင်းနှင့်စနွေးမုံကိုစတူရောစက်ကဝမ်းပိုက်အတွင်းလေးပေးခြင်းဖြင့်တပြေးပြေးသေးငယ်ပျော်ကင်းစေပါတယ်။မူရောစီကတော့အသုံးဝင်တာလည်းရှိသလိုမသုံးသင့်တဲ့နေရာမျိုးတွေလည်းခြေကြပါဗျာ အားတော့တည်ထားဖို့လိုပါတယ်ဒီဆေးကိုတိန်နဲ့ထည့်ပြီးကုသမိတာတော့မလုံချောက်ပြောချင်ပါတယ်အန်နေရရှိတယ်လို့လည်းမှတ်တမ်းတွေရှိပါတယ်မူရောရုပ်ကိုပြချပြီးစားအဖြစ်ပြုလို့ကပြရင်နဲ့ရောဆက်လျက်ပန်းနာရင်ကျက်ချောင်းဆိုးပြောက်ဆေးကိုလည်းဖော်ဆက်ထားတာကိုလည်းတွေ့ကြရပါတယ်မူရောစီကတော့ခွေးဥပြန်ရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ် တချို့ဒီသမဏေမှာလည်းဒီပင်ကိုကျွဲမျိုးလို့ခေါ်ကြပါဗျ။ဒီပင်တွေကတော့တဘာဝပေးတဲ့လက်ဆောင်ဆေးဘက်ဝင်ပင်တွေပဲဖြစ်ကြပါဗျ။ကျွန်တော်တို့လူသားတွေအတွက်တဘာဝပေးတဲ့လက်ဆောင်ဖြစ်တဲ့ဒီပင်တွေကိုစေးအဖြစ်မြန်လို့တံမိုးထားကြဖို့တော့ကျွန်တော်ပြောပြချင်ပါတယ်။